်မင်္ဂလာပါနှလုံးသားအာဟာရဖြည့်ဆည်းပြီးကြပြီလားဒီနေ့အတွက်ရွတ်ပြခြင်းနဲ့ကဗျာကတော့ဆရာကြည်စောအေးရဲ့မိုးနေရံဝန်ဒေတာလေရွေးစဉ်ကဗျာရှင်များစူးစမ်းမှုကနေပြီးတော့ဝမ်းနဲ့မှတ်တမ်းတွေဆိုတဲ့ခေါင်းစဉ်နဲ့ကဗျာရှိတဲ့ပုဂ္ဂိုလ်ရွတ်ပြခြင်းပါတယ် ွားတွားအစာရှာတဲ့မွေလမ်းလျှောက်ပိုက်ဆံရှာတဲ့လူမသေးဖို့ပဲအရေးကြီးတယ်။ပန်းအလှပြင်တာလဲအမှုပညာအလောင်းအလှပြင်တာလဲအမှုပညာရေကူးတင်ပြရတဲ့ဘဝရေစုံမျောပြရတဲ့ဘဝတူမလားမတူနိုင်ဟိုကြောင်ညာလိုမြင်ယုံနဲ့တန့်နဲ့မပြောနိုင်ဟိုစာအုပ်လိုခဏခဏဖလဲ မယိုးနိုင်ဆွဲဆောင်ကြမ်းတမျှအဆဆအရာရာတွေတိတမျှပြောနေလို့ဖြစ်မလားမြက်ခင်းတခင်းရဲ့အတုံးဝင်မှုဂျုံခင်းတခင်းရဲ့အတုံးဝင်မှုလူပါမလားစိတ်ယုံတွေရဲ့အတုံးဝင်မှုစိတ်ယုတ်တွေရဲ့အတုံးဝင်မှု တူပါမလားဘန်းတထေးတွေပိုက်ဆံမကင်ကျင်တာနဲ့ဘန်းစည်းရည်တွေ ပိုက်ဆံမကင်ကျင်တာနဲ့တူပါမလားပေးစာဖြစ်ဖြစ်ပြန်စာဖြစ်ဖြစ်လိမ့်စာမပါရင်ဘယ်မှမရောက်နိုင်ကန်းကခွာသွားတိုင်းကုံစီအပြည့်နဲ့ပြန်လာမယ်ထင်သလားလေရင်ပြန်တွေဟာလိုရာကို ရောက်ကြတယ်ထင်သလားတခခုတွေ့ရမယ်အထင်နဲ့ဘာမှသွားမရှာနဲ့အကျွေးမရှိလို့ ပြန်အန်းလိုက်တဲ့တကြားလုံးများလိုရဲစရာပဲဥပမာနာမီမပေးရသေးတဲ့ကျွန်းတွေရောက်ဘူးလားဥပမာကျင်းစာမပါတဲ့ကြောက်စာဖတ်ဘူးလားဥပမာရွှေမထွက်တဲ့ရွှေရွင်းတွေတွေ့ဘူးလားဆရာဝန်လက်မှတ်မပါပဲဆေးပြားတွေဝယ်လို့မရဘူးအလဲခက်မှာ အလောင်းခွဲလို့မရဘူးလမ်းတွေဟာပန်းတွေရဲ့နာမည်နဲ့ဆိုတော့မွေးသလားအရက်ပလင်းတွေဟာမြက်တွေမြို့တွေရဲ့နာမည်တွေနဲ့ဆိုတော့ဘယ်လိုလုပ်မလဲမေးလဲမဖြေနိုင် လူမရှိတဲ့အိမ်အိမ်မရှိတဲ့လူလိုင်းစင်မဲ့ရင်များလိုင်းစင်မဲ့လူများထို့နောက်လူငယ်တယောက်ဟာကျေးနန်းတစ်ဆောင်ကိုစောင့်မျှော်နေတယ် ထောင်ချောက်တစ်ခုဟာကြွတ်တကောင်ကိုစောက်ညော်နေအသက်တစ်ချောင်းဟာကိတ်မုတ်တလုံးကိုစောက်ညော်နေမောင်းရှာဓာတ်တစ်ချောင်းဟာကြားချောင်းတလို့ရှောင်းလို့အမိုက်ကစရတော့မှာပဲအမိုက်ကို ရွှေဖြစ်အောင်လုပ်ရမယ်တဘာဝဘေးအန္တရာယ်များနဲ့ကဘာမှာအစားအစာအသက်အဆမ်းများနဲ့ကဘာမှာယောဂအသက်အဆမ်းများနဲ့ကဘာမှာ လက်နဲ့အသက်အဆမ်းများနဲ့ကဘာမှာဆုံးလိုလိုကဝေးလိုလိုသွေးဆုပ်ဖောက်ကောင်ဇလံများယုံပြည့်လို့တွားချညက်ယုံနဲ့တွားတွေကိုနှုတ်ပြည့်ရမယ်မတွေးနဲ့နာနာကျင်ကျင်စောင့်ယုံလဲရှီတိုင်းကမြဲမြံလို့ဘုံငနေလူစင်ဆက်ကမြောက်ပြန်ဖြစ်လို့အမြဲတမ်းနောက်ကျလေရှိသူဟိုကောင်ပေါ်ရမူမလာသေးဘူးလား ျေးဇူးတင်ပါတယ်။ဆရာကြည်စောအေးရဲ့မိုးနဲ့ရောင်းဒေတာလေရွေးစဉ်ကဗျာရှင်များစူးစိမှုကဝန်းနဲ့မှတ်တမ်းတွေဆိုတဲ့ကဗျာရှင်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အားလုံးကောင်းစွာအိပ်စက်နားယူနိုင်ကြပါစေ။